စိတ်ဟာဟိုအာယုံဒီအာယုံရှောက်ပြေးနေတာမပြေးအောင်ခြေတိုင်ထားပြီးတော့တတိနဲ့လုံလဝီရိယနဲ့ပညာနဲ့တွဲဖက်ပြီးတော့ဆုံးပါလေဆိုပါစို့ကိုယ်စိတ်လေးကိုဆုံးပါကြလို့ရှိရင်ကမ္မထာအာယုံတစ်ခုအလွယ်ကူဆုံးပြောရမယ်ဆိုလို့ရှိရင် ခိုင်မြဲတဲ့ဣရိယာပုနဲ့ထိုင်ပြီးတော့ခဏကုတ်မတ်မတ်ကလေးဖြောင်းဖြောင်းလေးထားပြီးနာသီးပြားကိုစိတ်ကပုတ်လွတ်ထားပြီးထွက်လေဝင်လေဆိုတဲ့ခြိတိုင်းလေးပေါ်မှာစိတ်ကလေးကိုတခြားမရောက်အောင်သူ့ကိုပုတ်လွတ်ထားထွက်လေဝင်လေဆိုတဲ့ခြိတိုင်းလေးကဘေးကိုရောက်မသွားအောင်တတိဆိုတဲ့ကြိုးနဲ့သူ့ကိုထိတ်ချုပ်ထား။ဘာနဲ့တူတော့ဆိုရင်တိုင်ငုတ်တစ်ခုခိုင်ခိုင်ဆိုက်ပြီးတော့အဲ့ဒီမှာ ရိုင်းနဲ့နွားလေးကိုကျိုးနဲ့ချီထားသလိုပဲယုံနေမှာပဲစိတ်ကလည်းပဲထွက်လေဝင်လေပေါ်မှာပို့လိုက်ယုံထွက်သွားလိုက်ထွက်လေဝင်လေပေါ်ပို့လိုက်ယုံထွက်သွားလိုက်လှုပ်ကြည့်ပေါ့ဘလောက်ယုံနေဆိုတာကြည့်ပါသိကိုယ်တိုင်လှုပ်ကြည့်ပါသိနော်ထွက်လေဝင်လေလေးပေါ်မှာ10ခုပြည့်အောင်ခု20ပြည့်အောင်အချိန်တရာပြည့်အောင်တည်ငိမ့်နေမှာမဟုတ်ဘူးတစ်ခုဖြစ်ပြီးပြည့်သွားပြန်ပြီနောက်တစ်ခုလိုက်ဖမ်းရပြန်ပြီ နှစ်ခုလောက်သိပြီးပြေးသွားပြန်ပြီလိုက်ဖမ်းရပြန်ပြီလွတ်တော့အဲ့ဒါလို့လွတ်တဲ့စိတ်လေးကိုနာသီးပြားဆိုတဲ့ခြိတိုက်ပေါ်မှာတတိဆိုတဲ့ကြိုးနဲ့ခြိပြီးတော့ပညာနဲ့ဆုံးမလိုက်လို့ရှိရင်နောက်ဆုံးဟာဒီစိတ်လေးဟာထွက်လေဝင်လေလို့ဆိုတဲ့နာသီးပြားပေါ်မှာထိသွားတဲ့နေရာလေးပေါ်မှာငြိမ်ချသွားအိုဒီဒီအာယုန်ကိုမပြေးတော့ဘဲနဲ့အာယုန်တစ်ခုတည်းပေါ်မှာငြိမ်ချသွားတယ်။ဒါ နိတ္တိကိုပြောပြတာနော်ထွက်လေဝင်လေမှတ်တယ်အာနာပါနာလုပ်တယ်ဆိုတာအဲ့ဒါစိတ်ကိုဆုံးမတယ်ဆိုတာအဲ့ဒါကိုပြောတာဟိုပြည့်တိပြည့်မပြည့်တော့ဘူးအဲ့ဒါလို့တမာတိစွာအားနဲ့ချီနှောင်ထားလိုက်တယ်နောက်တစ်ခုကတော့စိတ်ကိုဆုံးမတဲ့အခါစဉ်းစားဉာဏ်နဲ့ဆုံးမတာဘယ်လိုဆုံးမတော့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာ လူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဖြစ်လာပြီဆိုလို့ရှိရင်အော်လူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဟာအပင်ငယ်ကိုကြားစင်နိုင်လောက်အောင်အကုသိုလ်မှုတွေတိုးတိုးပြီးတော့ဖြစ်လာစေတတ်တယ်မကြီးထွားခင်ကငါဟာသူ့ကိုထိမ့်သိမ်းရမယ်ကြီးထွားလာလို့ရှိရင်ယောဂလိုပဲအလုံးဟာမဖြစ်တဲ့နာတွေဖြစ်ပေါ်နိုင်တယ်လို့လောဘကိုအပြစ်ကိုမြင်ပြီးတော့အဲ့လိုထိမ့်ရတယ် ဒေါသဖြစ်ပြီဆိုလို့ရှင်လေဒီဒေါသရင်ထဲဖြစ်လာပြီရှင်ထဲကနေပြီးတော့နှုတ်ဖြားရောက်လာလိမ့်မယ်နှုတ်ဖြားရောက်လာလို့ရှင်ဆဲတာရဲတာဖြစ်လာပြီအဲ့ဒီကနေပြီးတော့လက်ပါလာတယ်လက်ပါလာရနေပြီးတော့ရိုက်တယ်နဲ့တဲ့တတ်တယ်ဖြတ်တယ်ထီအောင်ဖြစ်လာဒေါသဟာအဲ့လိုဖြစ်လာမှအပြစ်တွေကိုရှုမြင်သုံးသပ်ပြီးရင်ထဲမှာဖြစ်တဲ့ဒေါသကိုရင်ထဲမှာပြောင်းသွားအောင်ထိန်ချုပ်နိုင်ရမယ်ဒါ ထိန်းတဲ့ဤတည်းအပြစ်ကိုရှုမြင်ပြီးတော့ထိန်းတာဒီတဲ့ရင်းကျက်လာတဲ့အခါကျတော့အပြစ်ကိုရှုမြင်ုံနဲ့မဟုတ်ဖြစ်ပေါ်လာတဲ့အာယုန်လေးတစ်ခုပေါ်မှာတဘာဝကိုတဘာဝအတိုင်းချိတက်လာပြီးဆိုလို့ရှိရင်ဒေါသဖြစ်เสียအာယုန်တို့မမြင်တော့ဘူးလောဘဖြစ်เสียအာယုန်တို့လည်းမမြင်တော့ဘူးတဘာဝတရားတစ်ခုလို့သာမြင်တဲ့အခါမှာလောဘလည်းမဖြစ်တော့ဒေါသလည်းမဖြစ်တော့အဲ့ဒီလို့ ပညာဉာဏ်နဲ့ထိသိဆောရှောင်းအောင်လို့ဆိုလိုတယ်နော်အဲ့ဒါကိုပြောတာစိတ်တသဓမ္မထောတာတုစိတ်ကိုတမထနဲ့ထိမ့်မယ်စိတ်ကိုဝိပဿနာကျင့်နေနဲ့ထိမ့်မယ်အဲ့ဒါလိုထိမ့်လိုက်လို့စိတ်ထဲမှာလောဘဒေါသတွေမဖြစ်တော့ဘူးဒါတွေဝင်မလာတော့ဘူးတဘာဝအာယုံလေးပေါ်မှာပဲစိတ်ကတည်ငြိမ်သွားပြီဆိုလို့ရှိရင်ဒါရင်ကျေးသွားပြီလို့သူတို့ပြောတယ်ရှင်ကျေးသွားတယ်အဲ့ဒါလိုရင်ကျေးသွားပြီဆိုရင်တော့ စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေတခုမှမရှိတော့စိတ်ကိုမထိန်နိုင်လို့ဖြစ်တဲ့ပြဿနာတွေတခုတော့တခုမှမရှိဘူးယင်တဲ့ကမကြည်မနှတ်တာတွေပူဆာတာတွေပူလောင်တာတွေအငြိအကျေးတွေတခုမှဖြစ်တော့အဲ့ဒီမဖြစ်ခြင်းဟာစိတ်နှလုံးအေးချမ်းမှုပဲဖြစ်တယ်ပေါ့အဲ့ဒီလိုနီးစနစ်တွေကိုမြတ်စွာဘုရားဟောတာဟုတ်တာသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်နဲ့စိတ်ကိုထိန်သွားကြတယ်ပေါ့ အဲ့လိုထိမ့်သိမ့်လို့အောင်မြင်သွားပြီဆိုလို့ရှိရင်ယန္တာပုဂ္ဂိုလ်တွေဟာအောင်မြင်သွားတဲ့ယန္တာပုဂ္ဂိုလ်တွေဟာစိတ်ကြောင့်စိတ်ထောင်းလို့ကိုကျေးဆိုတာသူတို့မှမရှိတော့ဘူးနော်ဘယ်အခါပဲဖြစ်ဖြစ်သူတို့စိတ်လေးကကမ္မထာအာယုနဲ့ကမ္မထာအာယုနဲ့ငြိမ်းချမ်းစွာနေကြတာပဲဖြစ်တယ်ဘူးတွေးပြီးတော့ပူပန္နာဆိုတာလည်းမရှိဘူးစိတ်ပြတ်တာဆိုတာလည်းမရှိဘူးစိတ်ညစ်တာဆိုတာလည်းမရှိဘူး ကာမဂုဏ်အာယုန်ဒီပေါ်မှာယမဇောနဲ့မမောတယ်ဆိုတာလည်းမရှိဘူးသူတို့တည်ငြိမ်ပြီးတော့ပဂတိတည်ငြိမ်ပြီးတော့အမှန်တရားကိုသိရှိနေတဲ့အသိဉာဏ်နဲ့ပဲရှင်းသန်နေတော့တာအဲ့ဒါစိတ်တန်တတ်တန်ဒုက္ခဝါစိတ်ကိုဒီလိုဆုံးမလိုက်တဲ့အခါမှာကိလေသာတွေကမဖြစ်တော့မဖြစ်တော့တဲ့အခါမှာဘဝဘဝကရှင်နေနှလုံးထဲမှာကိန်းလာတဲ့ကံတရားတွေကအကျိုးမပေးနိုင်တော့ အကျိုးမပေးနိုင်တော့ဘဝဆိုတာပြတ်သွားပြီ အပေကြမယ်ဆင်းရဲဒုက္ခတွေမရှိတော့ဘူးလူဘဝရောက်ပြီးလူမှုဒုက္ခတွေမခံရတော့ဘူးနတ်ဘဝရောက်ရင်နတ်ဒုက္ခမခံရအောင်ပြမဘဝရောက်ပြီးသေဆုံးရတယ်ဆိုတဲ့ဒုက္ခတွေအကုန်လွတ်သွားအဲ့ဒီဒုက္ခအလုံးကလွတ်သွားတာအခုလို့ထိမ့်ချုပ်လိုက်လို့ယဉ်ကျေးသွားတဲ့စိတ်ကလေးစိတ်ကလေးကိုယဉ်ကျေးတော့အောင်ဆုံးမနိုင်လို့ရတဲ့ချမ်းသာဒုက္ခလို့သူတို့ဆိုတာเนาะ အဲ့ဒါကိုမြတ်စွာဘုရားကဟောလို့ရင်ပဲဖြစ်တယ်ပေါ့အဲ့တော့ဒီတေသနာတော်အရာကြည့်မယ်ဆိုရင်စိတ်ကိုဆုံးမရမယ်ပြစ်မထားရဘူးလို့ဆိုလို့တယ်ဆုံးမလို့ယဉ်ကျေးသွားပြီဆိုရင်ဒီစိတ်ဟာချမ်းသာဒုက္ခကိုပေးတယ်ဆင်းရဲဒုက္ခလွတ်မြောက်စေတယ်လို့ဆိုတယ်